ဟုတ်ကဲ့ကျွန်တော်ရငွေလဲရချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါဗျာနော်ချိုကြီးမင်္ဂလာပါဗျာနည်းစမ်းတော်မင်္ဂလာပါဗျာချိုကြီးမင်္ဂလာပါဗျာအဲ့ဒါကတော့ဘယ်လိုလဲဆိုတော့ဘုရားကဒီမှာတော့ဘာမှမရှိဘူး။အာဘောကလည်းမရှိဘူး။ 何 ဟုတ်ကဲ့ကိုယ်ကိုယ်ကနန်းကကျွန်တော်2ရက်နဲ့8ခုထွက်ပါတယ်ဗျာနော်ဟုတ်ကဲ့မင်းကနေတိုင်းမဆွဲဘူးရာနော်နေကလည်းနေတိုင်းမဆွဲဘူးဒါမင်းကတော့လည်းဒါကျွန်တော်ဒီနေတိုင်းနဲ့ပတ်သက်ပြီးတော့ဒါမထိုးဖို့အကြောင်းလေးဒီပြောရပါတော့ဟိုဒီနေလဲဒါကျွန်တော်ဒီနေတိုင်းနဲ့ပတ်သက်ပြီးတော့မထိုးကြပါနဲ့ဦးဗျာနော်မထိုးကြပါနဲ့ဦးဆိုတော့ဟိုမထိုးဘဲနဲ့ဒါဆရာဟိုမထိုးဘဲနဲ့အကူကဘာလို့ line မတက်ပြီးတော့ ီကနန်းလေးတွေတက်ရေးပေးတာလဲဆိုအမေးစရာလေးရှိတာပေါ့နော်အဲမဲ့ဘာလို့တက်ပြီးတော့ကျွန်တော်ဒီကနန်းလေးတွေတက်ပြီးရေးပြပေးရလဲဆိုတော့ကျွန်တော်ဒီနေ့တိုင်းမူကဝင်လာရင်လည်းတောက်လျှောက်ဖြစ်တယ်ဗျအဲကျွန်တော်အကိုဒီအမဒီနေနဲ့ကျွန်တော်တို့ဒီနေ့တိုင်းမူဝင်နေမဝင်လို့သိအောင်လို့ကျွန်တော်အနေဖြင့်ဒါတက်ပြီးတော့ပြပေးခြင်းဖြစ်ပါတယ်ဗျာနော်အဲ့တော့မဝင်သေးတဲ့အတွက်ဒီနေ့လိုက်နေပတ်သက်ပြီးတော့တိုက်ဆိုင်တာလေးရှိရင်တော့လေထိုးဖို့ဗျာနော် တကယ်ရေးမှမတက်ဆိုင်တာမရှိဘူးဆိုရင်တော့ကျွန်တော်အနည်းနဲ့တော့အာမထိုးစေချင်သေးဘူးဗျာနော်။သူကဝင်ပြီဆိုရင်တော့ကျွန်တော်တို့တောက်လျှောက်ဝင်တတ်ပါတယ်ဗျာနော်။ပါဝဲပြပြကနန်းကကျွန်တော်တင်ပေးလိုက်တဲ့ကနန်းကဒီနေ့ဝင်တယ်ဆိုရင်တော့မနေ့ပြန်မှာတော့အဲထိုးလို့ကောင်းတယ်ပေါ့ဗျာကျွန်တော်တယောက်တည်းစောင့်ကြည့်နေနေရတာပေါ့ဒါပေမဲ့ဟိုအကိုတို့အမတို့လည်းဒီမူစနစ်ကလေးတွေကို ာစောင့်ကြည့်လို့ရအောင်လို့ကျွန်တော်အနေနဲ့တက်ပြီးတော့ပြပေးခြင်းဖြစ်တယ်ဗျာနော်ဟုတ်ကဲ့အမှားမှန်လက်ခံပါတယ်ဟုတ်ပါတယ်ဗျာဟိုကိုထုတ်တဲ့ကနေမဟုတ်တဲ့ခါကျတော့လည်းမှားတဲ့ခါလည်းမှားမှာပေါ့နော်မှန်တဲ့ခါလည်းမှန်မှာပေါ့ဗျာဟိုအလိုလေးတော့ရှိတာပေါ့ဒါပေမဲ့ကျွန်တော်ဒီမူဒီစနစ်ကဝင်ပြီဆိုရင်လည်းသူကတောက်လျှောက်ကြီးဝင်တတ်တာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါလေးကိုတတိထားနေရတာပေါ့နော် Кога не ше не... Шеко. tavola. <laughs> Oke, okay, alung mengelawa jana. ကိုးလေးဘရိတ်ဒီနေ့မြင်လားဆိုတော့ဟုတ်ကဲ့ကိုးလေးဘရိတ်ကတော့ကောင်းပါလေဗျာနော်ကျွန်တော်ဒီကိုးလေးဘရိတ်နဲ့ကတော့ဒီနေ့ဖြစ်ရင်ဖြစ်မဖြစ်ရင်မနှက်ပြန်တော့တော့ကျွန်တော်တို့ဖြစ်မယ်လို့မှန်းပါတယ်ဗျာနော်ဒီကိုးလေးဘရိတ်ကတော့အဲ့မှာညတော့ကကျွန်တော်ကိုးလေးဘရိတ်နဲ့ပတ်သက်ပြီးတော့တင်ထိုးရမယ့်ကဏ္ဍလေးတွေကျွန်တော်ဒီမားလုံးရလေးကိုနဲ့ဒါတင်ထိုးရမယ့်ကဏ္ဍလေးတွေကျွန်တော်ရေးပြထားတာရှိတယ်ဗျာနော်ဟိုအဲ့ဒါလေးတွေဒါပြီးရင်တော့တစ်ချက်အကူရင်းမနေနဲ့ဟို စကွန်ရှော်လေးမီပါသေးဘူးဆိုရင်လည်းပြီးနေတာတစ်ချက်ယူလို့ရပါတယ်ကြာနော်ကျွန်တော်ယူလို့ရအောင်လည်းလုပ်ပေးပါမယ်ကြာဟုတ်ကဲ့ဆရာကြီးပောက်ချင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ဒီခုနကနှစ်ရှစ်နဲ့ကျွန်တော်ရှစ်ခွန်ပြန်နော်ကျွန်တော်ဒီ9နိုင်ခွဲစီက model ကကျွန်တော်တို့နှစ်ရှစ်ပြကျွန်တော်တို့ internet က80ခွန်ပါပြန်နော် ကျွန်တော်ဒီမနေ့ကတော့ဒါကျွန်တော်တို့ဒီနှစ်သုံးလေးကြီးမှကျွန်တော်တို့ကြီးမှန်နေပေါ့ဗျာနော်နှစ်လုံးလေးကြီးမှကြီးမှန်နေကျွန်တော်ဒီနေ့တိုက်ကတော့လောလောဆယ်မဝင်သေးဘူးပေါ့နော်ဆိုတော့အဲ့ဒါဆိုတော့ကျွန်တော်ဒီကြီးလေးကိုစပြီးကြီးနေတယ်ဗျာကျွန်တော်တို့ကြီးကဒီလေးကြီးကကျွန်တော်တို့6ခွန်8ကြီးဗျာနော်6ခွန်8ကြီးကိုကျွန်တော်တို့ ောက်ခွန်ရှိကီးကိုကျွန်တော်တို့ကအိုက်ထဲမှာကျွန်တော်ကဏ္ဍတစ်လုံးလေးပေါ့နော်သူရဲ့စီကြောမှုအတိုင်းလေးဖြစ်လာခဲ့မှာဆိုရင်ဒီကဏ္ဍတစ်လုံးလေးလည်းအကျွန်တော်ရွေးချယ်ပေးမယ်ပေါ့ဗျာနော်ဒါကတော့သူ့မိသူစနစ်အတိုင်းလာတဲ့ဥစ္စာလေးပေါ့မနေ့ကတော့ကျွန်တော်တို့ဒီလေးတစ်လုံးရွေးချယ်လိုက်တယ်ဗျာနော်နှစ်လုံးလေးကြီးမှာလေးတစ်လုံးကိုကျွန်တော်သူ့ရဲ့မူစနစ်အတိုင်းလာလိုက်တဲ့ကျွန်တော်ဒီလေးတစ်လုံးကိုယူလိုက်တယ်ပေါ့နော်ဒါပေမဲ့ အနည်းအားလုံးကတော့လေးတလုံးကမကြဘူးပေါ့ဗျာနော်မှန်တော့မှန်တယ်ဒါပေမဲ့လေးတလုံးမကြဘူးပေါ့ဟုတ်ကဲ့သူကအေးကိုတဲ့အကျိုးစေးရှိတူရင်းနဲ့ရှိပတိလာဆရာတဲ့အဲ့ဒါကဒီလိုရရှိရပြာနော်တော်တော်များများကသူကကျွန်တော်ဒီအင်တာအင်တာနက်ပေါ့နော်အင်တာနက်မှာရှစ်ဆိုရကနန်းမျိုးပါလာခဲ့ရင်ရှစ်နဲ့၆ကအဲ့ဒီဒီနေ့ပုံမှာသူကတလုံးမဟုတ်တလုံးတော့ကြတယ်ပေါ့ဗျာနော် သူကအဲ့ဒါကတော့ကျွန်တော်ဒီအချိုမူရဲ့စနစ်ကလေးပေါ့ဟိုအချိုမူစနစ်ကလေးကတော့သူကဒီကျွန်တော်အင်တာနက်မှာရှစ်တလုံးပါလာခဲ့ရင်ရှစ်တော့မဟုတ်ကျွန်တော်6ပေါ့ဗျာနော်အဲ့လိုမျိုးလေးရှိပါလေဗျာနော်ဟုတ်ကဲ့လက်မလေးတွေနှိပ်ထားပေးပါတဲ့ဟုတ်ကဲ့ပါဗျာလက်မလေးတွေလည်း1မီလီယံနှိပ်ပေးပေးကြပါဦးဗျာနော် ဲ့တော့ဆိုရင်လည်းကျွန်တော်တို့ဒီ400တော့လေးဆွေများအားလုံးမင်္ဂလာပါကြနော်ကျွန်တော်ဆိုရင်တော့လူတော်တော်လေးစုံတော့ပါကြီးရဲ့ဒါဆိုရင်ကျွန်တော်ကဏန်းလေးရေးလိုက်မှာပေါ့နော်ဒီနေ့တိုင်းကလေးနေ့တိုင်းလေးတော့ဒါဒီနေ့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်အားမပေးချင်သေးပါဘူးကြာနော်ဟိုမှန်လာတော့မှပဲကျွန်တော်တို့စက်ပြီးထိုးကြတာပေါ့ဗျာဆိုတော့အဲ့ဒါဆိုတော့ကျွန်တော်တို့ကရှိချောက်ရဲ့ရှိခွန်ရဲ့နောက်ရှိပူရဲ့ နောက်က96ရဲ့99ရဲ့99ရဲ့ဘောနော်သူကတော့ကဏ္ဍကြီးရဲ့ကြီးပဲဗျ။အာ36ရဲ့39ရဲ့ကျွန်တော်ဒီ39ရဲ့ဘောနော် ဟိုဒါကတော့ကျွန်တော်ဒီနေတိုက်ပေါ့နော်ဒီနေတိုက်ကအားဆရာဆင်းရဲ့ကျွန်တော်ဈေးကွက်နေတိုက်ကလေးပေါ့နော်ဈေးကွက်နေတိုက်ကလေးကတော့ကျွန်တော်ဒီကနေ့ကိုကွက်ကြပါလေကြာနော်ဒီကျမဆိုရင်ဟိုဒါကျွန်တော်တို့အပြီးနှစ်ကွက်ပါတယ်ပေါ့နော်ခဏန်းပြန်ကကျွန်တော်တို့တစ်ကွက်ပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါဆိုတော့ကျွန်တော်ကဒီ6ခုရှိကီးမှဆိုရင်လေပြီးရစနေအတိုင်းကျွန်တော်တို့ကြလာခဲ့မယ်ဆိုရင်ဒီနေ့က6လုံးပိုင်းဖြစ်ပါတယ်ကြာနော်6လုံးပိုင်းဖြစ်ပါတယ်6လုံးပိုင်းဖြစ်တဲ့ဆိုတော့ဒါဆိုရင်လည်းကျွန်တော်တို့ဒီထဲရိုင်းပြီးတော့6လုံးပိုင်းနေလည်းကျွန်တော်ရွေးထုတ်ခဲ့မယ်ဆိုရင် ရွေးထုတ်လိုက်မယ်ဆိုရင်တော့ဒါဆိုရင်ကျွန်တော်တို့က86တို့အဲကျွန်တော်တို့96ကျွန်တော်ဒီ36ပေါ့နော်ဒါဆိုရင်ဒီခြေထဲမှာဆိုရင်ဒါဆိုရင်အမင်းအနေနဲ့ကတော့ကျွန်တော်ဒီ3ခွက်ပေါ့ဗျာနော်โอเคအဲ့ဒါဆိုတော့ကျွန်တော်ဒီ ချောင်းနဲ့ပတ်သက်ပြီးတော့ဒါညတော့ကလည်းကျွန်တော်ပြင်ခဲ့တဲ့ live show လေးထဲမှာဆိုရင်ချောင်းနဲ့ပတ်သက်ပြီးတော့လည်းအဲ့ဒီကဏ္ဍလေးတွေတင်ထိုးရတယ်ပေါ့နော်နောက်တစ်ချက်ရှိတာကနောက်တစ်ချက်ရှိတာကကျွန်တော်ဒီနေ့တစ်ချက်ကိုကျွန်တော်ဖမ်းပါတယ်ဗျာနော်ဒီဒီနေ့တစ်ချက်ကတော့ကျွန်တော်ဒီနေ့ဟိုအင်္ဂါနေ့မှာကျွန်တော်အနည်းဆုံးကျွန်တော်တလုံးတော့ကစားလိမ့်မယ်လို့ထင်ပါတယ်ဗျာနော်ဘာကြောင့်လဲဆိုတော့ဒါကျွန်တော်ဟိုနေ့တော့ကကျွန်တော် Facebook ပြင်မှာတော့ကံကောင်းပြင်မှာတော့ဒါကျွန်တော်ရှင်းပြခဲ့ပြီးပါတယ်ဗျာနော်ကျွန်တော်ဒီတနင်္လာအင်္ဂါမှာ ကျွန်တော်ကစားခဲ့တဲ့ကဏ္ဍတော့ဒီတစ်ချောက်အကြောင်းပေါ့နော်ကံကောင်းကဏ္ဍဆိုပြီးတော့ကျွန်တော်ခေါင်းစဉ်တွေတက်ပြီးတော့ကျွန်တော်ပေးခဲ့သေးတယ်ကြည့်ရအောင်နော်ဆိုတော့အဲ့ဒါဆိုတော့ကျွန်တော်ဒီတစ်ချောက်ကကျွန်တော်အလုံးလုံးပုံလေးတစ်ချက်ကျွန်တော်တို့ပြန်ကြည့်မယ်ကြာဟိုဒီနားလေးပေါ့ဗျာနော်ဒီနားလေးမှာတစ်ချက်ပြန်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ကတော့ဒီတစ်ချောက်ကကျွန်တော်တိုင်းရံနဲ့အင်္ကာမှာကျွန်တော်တို့ကကစားပေးရမယ်ဆိုတော့ကျွန်တော်ဒီမှာ50 60ခွန်ပေါ့ဗျာနော်60ဆိုပြီးကစားတယ်ဗျာဟုတ်ကဲ့ကျွန်တော်ဒီဖောင်းမွေးပေါ့နော်ဖောင်းမွေးလေးတစ်ချက်ဖြည့်ပြီးကြည့်နေကြအမှန်ကတော့ကျွန်တော်ကကျွန်တော်ခေါ်လိုက်ရမှုကတော့ကျွန်တော်ဒီ တင်းလာနဲ့အင်ကားအတွက်ပဲခေါ်တာပါဗျာနော်ဆိုတော့ဒီတက်6ကဒီနေ့အတွင်းမှာကျွန်တော်တို့ကစားပေးရမှာဆိုတော့ကျွန်တော်ဒီမှာ36ဆိုပြီးကစားပါတယ်ဗျာနော်ဒါဆိုရင်လည်းကျွန်တော်တို့ကဒီမှာလည်းဒီတင်းလာအင်ကားမှာလည်းတက်6ဆိုတဲ့ကနေကကျွန်တော်ဒီမှာတစ်ပူးတစ်ကိုဆိုပြီးကစားပါတယ်ဗျာနော်ဒီမှာလည်းကျွန်တော်ဒီတင်းလာအင်ကားမှာဒီတက်6ဆိုရဲအာကနန်းကကျွန်တော်ဒီမှာ63ဆိုပြီးကစားရတယ်ပေါ့နော်ဒီမှာဆိုရင်လည်းကျွန်တော်63ကစားရတယ်ဗျာနော်ကျွန်တော်ဒီမှာဆိုရင်69ဆိုပြီးကစားရတယ်ပေါ့နော်အဲ16ပဲအလုံးလုံးပုံလေးပေါ့နော် ဒီမှာကြတော့သူရချင်းလုံးကြီးရကျွန်တော်ဘူသူကြီးလေးကျမ်းမှာတစ်ချောက်ကလေးရဘူမီကစားပါလေကြာနော်ဆိုဒီမှာကြတော့လေကျွန်တော်တစ်ချောက်ကစားတယ်ကျွန်တော်ဒီမှာကြတော့လေကျွန်တော်တစ်ချောက်ကကစားတယ်ပေါ့နော်သူနှစ်ရက်တင်းပေါ့ဗျာနော်ကျွန်တော်ဒီမှာတစ်ချောက်ကစားတယ်ကျွန်တော်ဒီမှာတစ်ချောက်ကလည်းကစားတယ်ပေါ့ဒီမှာလေးကစားပါလေကြာနော်ဒီမှာလေးတစ်ချောက်ကကစားတယ်တခါဒီမှာကြတော့ကျွန်တော်ရချင်းကြီးတစ်ချက်လွန်လေကြာနော်ဘူတကူးနေမှာထွက်ပါလေကြာဒီမှာတစ်ချောက်ကစားတယ်ကျွန်တော်ဒီမှာလေးတစ်ချောက်ကစားတယ်တစ်ချောက်ကစားတယ်ပေါ့ဗျာနော်ဒါဆိုရင်လည်းကျွန်တော်တို့ကဒီတစ်ချောက်က ဟုတ်တယ်ကျွန်တော်အဲ့တစ်ချက်ကနှစ်ရက်တွင်းကိုအမြဲထွက်တယ်ဆရာလည်းဟုတ်တယ်ဗျာဟုတ်တယ်နှစ်ရက်တွင်းကိုသူအမြဲထွက်တယ်ဒါလေးကဟိုကျွန်တော် Facebook ပေးမှာတော့လည်းကျွန်တော်ကံကောင်းနာမည်နဲ့ကျွန်တော်လွှင့်တော့ကျွန်တော်တို့ဒီတစ်ချက်ရဲ့အကြောင်းလေးကိုကျွန်တော်ကခုနေခေါင်းစဉ်လေးတော့ကြာတက်ပေးထားပါသေးတယ်ဗျာကံကောင်းကနန်းဆိုပြီးတော့နော်ဆိုတော့ဒါဆိုရင်လည်းကျွန်တော်တို့ကဒီမူဒီစနစ်တိုင်းဆိုရင်ဒီနေ့ဘယ်လိုပဲဖြစ်ဖြစ်အပေါ်ရေအမလေးနဲ့ဒီတင်ကနန်းလေးရွေးချယ်မှချွန်တော့ဒါကျွန်တော်တို့ တချောက်ပါလေကနန်းပေါ့ဗျာနော်တချောက်ပါလေကနန်းတချောက်အချင်းပေါ့ဗျာပြောချင်တာကတော့တနေကုန်အချင်းပေါ့အဒီနေ့တနေကုန်မှာဆိုရင်တော့ဒါကျွန်တော်ဒီတချောက်ကလေးကိုဒါကင်ထိုးရမှာပေါ့နော်ရှေကုတ်တုံညာ6ခွန်ရှေကတလာဆေးရဟုတ်တယ်ဗျာဟုတ်တယ်ဟုတ်တယ်ရှေကုတ်တုံညာ6ခွန်ရှေဒါဆေးရဆင်းရဲဒါကျွန်တော်ဒီဈေးကွက်ကရင်ယူတဲ့နီးစနစ်ကလေးပေါ့နော် မနေ့ကတော့သူကကျွန်တော်တို့ဒီရဲ့စနစ်ကကျွန်တော်တို့အစွန်းနှစ်ဖက်ကိုယူရတာဖြစ်တယ်ဗျအစွန်းနှစ်ဖက်ကိုယူရတယ်ဆိုတော့မနေ့ကတော့ဆိုရင်ကျွန်တော်တို့ဒီနှစ်သုံးလေးကိုမနေ့ကကျွန်တော်ဗာနဲ့ကတ်လိုက်တာလေဆိုတော့မနေ့ကတော့ကျွန်တော်တို့နှစ်သုံးလေးကိုကျွန်တော်တို့6ခုရှင်းနဲ့ကတ်တာဗျနှစ်သုံးလေးကို6ခုရှင်းနဲ့ကတ်တာသူကအစွန်းနှစ်ဖက်ကဒါကီးချင်တယ်ပဲခြင်မယ်ဆိုရင်တော့ခြင်လို့ရတယ်ပေါ့ဗျာနော် သူရဲ့အဆုံးနှစ်ဖက်ကဖြစ်လာတာကကျွန်တော်တို့ကနှစ်သုံးလေးအဆုံးကတစ်ဖက်နဲ့ကျွန်တော်တို့ဒီ6ခုရှိအဆုံးကတစ်ဖက်အဆုံးနှစ်ဖက်ပေါ့ဗျာเนาะကျွန်တော်တို့ဒီအဆုံးနှစ်ဖက်ကိုပေါင်းပြီးတော့ကြားတဲ့အချိန်ကိုကျွန်တော်တို့ကဒါယူပြီးတော့ကျွန်တော်တို့ကနေတဲ့အဖြစ်ဒါတင်ပြပေးတာဖြစ်ပါတယ်ဗျာတကယ်တမ်းကျတော့မနေ့ကတော့ဆိုရင်ကျွန်တော်တို့တုံညာခွန်ဆိုပြီးတော့မနေ့ပိုင်းမှာတကီးဆွဲပြီးတော့ညနေပိုင်းမှာ60နှစ်နဲ့တကီးဆွဲတော့ဗောနော်သူကအဲ့လိုမျိုးလေးတော့လည်းရှိတယ်ဗောဒါမှမဟုတ်ကျွန်တော်တို့လိုချင်တာကသူကိနကီး ပေါင်းတဲ့အချိန်လေးကိုလိုချင်တာဖြစ်ပါလေဗျာနော်အစွန်းနှစ်ဖက်ကပေါင်းတဲ့အချိန်လေးကိုလိုချင်တာဖြစ်ပါလေဗျာဟုတ်ကဲ့စေနာရှင်ကိုလင်းကကျွန်တော်ဒီဈေးကွက်မှားနေလားတဲ့ဈေးကွက်ကမမှားပါဘူးဗျာနော်ကျွန်တော်ဒီနှစ်ရှင်းနဲ့ရှစ်ခုံပါဗျာနော် ကိုရှိစံကိုရှိနေရှိစံဖြစ်ရမှာမဟုတ်ဘူးလားဆရာဘယ်ဟာကိုပြောလဲမသိဘူးလားနော်ကိုရှိတုံညာရှိကိုရှိတုံညာရှိကကျွန်တော်ဒီဈေးကွက်ကိုဈေးကွက်ကိုကိုနိုင်ခွဲကနန်းကိုပြောလာဗျာကိုနိုင်ခွဲကနန်းတော့မဟုတ်ဘူးဗျာနော် ဆိုတော့အဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့မှာအကိုကြီးအမတွေနေတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အာဟုတ်တယ်ဗျာဟုတ်တယ်စိုးကြီးရနော်ကျွန်တော်ဒီမှာကိုးခွန်ရယ်ကျွန်တော်ဒီမှာကိုးရှစ်ဖြစ်ရမှာဗျာနော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်ပါတယ်ဗျာချင်းချင်းတင်ပါတယ်ဗျာနော်ကျွန်တော်ဒီမှာကိုးရှစ်ဖြစ်ရမှာဗျာနော်ကိုး6ကိုးခွန်ကိုးရှစ်ဖြစ်ရမှာဗျာနော်ကိုးဘူးမဟုတ်ပါဘူးဗျာဟုတ်ပါတယ်ဗျာဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာ အော်ဟုတ်တယ်ကျွန်တော်ထပ်မှားပြန်ပြီဘူလိုမလေးမှန်ပြီကျွန်တော်ပုံရရှိပါဗျာနော်ပုံရရှိဟုတ်တယ်ညာဟုတ်တယ်ဟုတ်တယ်ကျွန်တော်ဒီမှာကြတော့ကျွန်တော်တို့က6 6ခုရှိကုန်ရှိဘူကို6 9ခု6 3ရ6 3ရခု3ရရှိဟုတ်ပါတယ်ကြာဟုတ်ပါတယ်ကြာကျွန်တော်မှားလာပါဗျာနော်ဟိုပါဇက်ကရွတ်တာတော့အမှန်ဖြစ်ပြီးတော့လက်ကရေးတာကြတော့အမှားဖြစ်နေတော့ ဟုတ်ပါတယ်ဗျာနော်ဒါဆိုရင်ဒါကျွန်တော်တို့ရဲ့ဒီမိုင်းရင်ထွက်တက်တယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့အင်ဂျင်ဟုတ်ကဲ့ပါခင်ဗျာအဲ့ဒါဆိုတော့ဒါကျွန်တော်ပြောတက်ပြီးပြောချင်းရတော့ဟိုပြချင်းရတော့ဒီလောက်ကလေးပါပဲဗျာနော်ကျွန်တော်ဒီ6ခွန်ရှိကြီးမှာဆိုရင်ဒီနေ့ဒါကျွန်တော်သူရစီကျော်မူတိုင်းဆိုရင်6တလုံးဖြစ်ပါတယ်ဗျာဒါကတော့နေတိုက်ကလေးပါနော်တိုက်ဆိုင်မှုရှိတာလေးတွေရှိမှလည်းထိုးပါကြာအကုန်လုံးတော့မထိုးစေချင်ဘူးဗျာနော်ဒါလေးကဝင်လာခဲ့တယ်ဆိုရင်ကျွန်တော်တို့ဟိုဆက်ပြီးတော့ထိုးလို့ရအောင်လို့အကူတွေအမတွေကိုတက်ပြီးတော့ ြပေးခြင်းဖြစ်ပါတယ်ဗျာနော်ခြောက်ရသောမိတ်ဆွေများလုံးမင်္ဂလာပါဗျာအဲ့ဒါဆိုရင်လည်းဒါဆိုရင်ဒါကတော့နေတိုက်တစ်ဖြတ်ကလေးပေါ့နော်ဒါလေးကို screen shot ယူခြင်းလဲဆိုတော့ဟိုယူမဲ့ကိုလေးမှယူထားလို့ရပါတယ်ဗျာနော်ရှစ်တူနေတယ်တဲ့တူရင်ဘန်ယူလို့ရတယ်ဟုတ်ကဲ့အဲ့ဒါကတော့သူကတော့ဟိုဒီဒီနှစ်ကိန်းမှာကျွန်တော်တို့ကဘန်ယူအဲ့လိုတူတော်ကိုဘန်ယူမယ်ဆိုရင်တော့လည်းယူလို့ရတာပေါ့ဗျာနော်ကျွန်တော်ဒီ6ကအကြောင်းကြတော့ကျွန်တော်ကဒီ6ကမူစနစ်ကြတော့ဒီ6တလုံးကို ကျွန်တော်တို့ဖြစ်လာတဲ့အကြောင်းကျတော့သူ့ရဲ့စနစ်ကရင်ပြီးတော့သူ့ရဲ့စီကြောတိုင်းလာတဲ့ဒါ6တလုံးကိုကျွန်တော်တို့ကယူပေးထားတာဖြစ်ပါလေကြာနော်ဟိုဒီနေ့နဲ့ကတော့ကျွန်တော်ဒီကနန်းကတော့ဒီကနန်းကိုကွားကတော့ main ကလေးရှိနေတယ်တင်ထိုးပေါ့ဗျာနော်ကျွန်တော်ဒီဟိုအကုန်လုံးကြီးတော့ကျွန်တော်အနေနဲ့အားမပေးချင်သေးဘူးဗျာနော်ကိုညတော့ live show မကြည့်လိုက်ရတဲ့အကိုရေမတွေလည်းဒါဒီဥစ္စာလေးရတော့ဒါကျွန်တော်ညတော့ live show လေး ပါဗျာနော်ဒီထဲမှာဆိုရင်6ပါတဲ့ကဏန်းလေးတွေဒါကောင်းတယ်ဗောနော်ကျွန်တော်ဒီမှာ26လို့ကဏန်းမျိုးကျွန်တော်တို့ဒီမှာဆိုရင်26ဗော9663ဗောနော်ကဏန်းမျိုးလေးဒီကောင်းပါဗျာကျွန်တော်တို့ဒီမှာဆိုရင်63တို့68တို့ဒါကျွန်တော်တို့ဒီ၄9ပြိနဲ့9တုံညာ၄9အခွေရပြီးတော့ဖြစ်လာနိုင်တဲ့ကဏန်းလေးတွေဗောဗျာနော်ဆိုတော့အဲ့ဒါလေးတွေကောင်းပါလေဗျာ ဆိုတော့ဘိုးဟိုဘလိုပဲဘယ်ဟာပဲထိုးထိုးကျွန်တော်အကူကြီးအမကြီးဆိုတာကြောင့်ကျွန်တော်ဒီနေ့16ရက်နေ့အတွက်အထူးဆိုပြီးကျွန်တော်ပေးထားတာကကျွန်တော်ဒီ9တောင်ရအာဖြစ်တယ်ဗျာနော်ဒီနေ့ဒီနေ့ကတော့အကူကြီးအမကြီးနေနဲ့ဘလိုပဲဖြစ်ဖြစ်ဒီကနန်းလေးဒါအာမနှစ်ကွက်ထဲပါဗျာနော်ဒီနှစ်ကွက်ကိုတော့ထိုးစေချင်ပါလေဗျာနော်ဟုတ်ကဲ့လုံးမန်လေးကတော့ကျွန်တော်ဒီမှာကတော့ဒီကီးလေးရဲ့ညကျွန်တော်6တလုံးကိုသူရဲ့စနစ်အတိုင်းကျွန်တော်ထုတ်ပေးထားတာဖြစ်ပါလေဗျာနော် โอเคไอ้ different three กันหมู่ก็ชื่อเลยเปียชื่อไปเลยเนาะดิ different three กันหมู่ก็ชื่ออย่างนี้ก็เราจะเอาดิไซส์ก็อันตรายဖြစ်တယ်ဗျာเนาะဒါပေမဲ့ဟိုအကိုအမတွေကျွန်တော်လောလောဆယ်ချမှတ်ပြသေးဘူးဆိုတော့ကကျွန်တော်ဒီညလောက်ကြာရင်လည်းကျွန်တော်တခုခုတော့ကျွန်တော်1 2နေရာမှာကျွန်တော်အစားထို ဖြစ်မယ်ထင်ပါတယ်ဗျာနော်ဒီညာထိုးခြင်းထိုးခြင်းမထိုးခြင်းတော့မလက်ခံရတော့ကျွန်တော်တို့ဒီ1 2နေရာလေးမှာအစားထိုးပေးပါမယ်ကြဗျာနော်ကျွန်တော်အခုကတော့ကျွန်တော်တို့လောလောဆယ်မှာတော့ဒီကျွန်တော်အင်ကာနဲ့ပုံတဖူးမှာတော့ဒီထဲရဲရရင်ပြောကျွန်တော်ဒီခဏခုနှစ်ခေါက်ထဲရရင်ပြောတခေါက်ကတော့ကျွန်တော်တို့အနည်းဆုံးထွက်လိမ့်မယ်ဗျာနော်โอเคအဲ့တော့ဆိုတော့ကျွန်တော်ရေကိုဒီမာရီနော်ကျွန်တော်ဒီလောက်ကလေးပါပဲဗျာ ဆရာစိတ်မှုအလေးပါဝါမလားတို့လို့ဟုတ်ကဲ့မင်းရတော့ကျွန်တော်တို့ဒီအလေးပါဝါမှုနဲ့ကျွန်တော်ပြခဲ့ရည်ပြနော်ကျွန်တော်ဒီ number 1မှာဆိုရင် site 1မှာဆိုရင်ကျွန်တော်ဒီ9000ညာနှစ်ခွန်9000ညာနှစ်ခွန်အခုရတာကျွန်တော်အလေးပါဝါမှုကရင်ဆင်းသက်လာတဲ့မှုဖြစ်ပါတယ်ဗျာကဲအဲ့ဒါဆိုတော့ကျွန်တော်ရဲ့ချစ်ကိုရေးချင်ပါရည်နော်ကျွန်တော်ဒီလောက်ပါပဲဗျအဲဒီငွေကတော့ အဲ့ဒါကျွန်တော်ရကိုချစ်မရဒီနေ့မှာလည်းအကောင်းဆုံး main ကိုရကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးရင်းနဲ့ကျွန်တော်ရဲ့ live show လေးကိုနားလိုက်ပါလေပြန်နော်